နတ်တွေနဲ့ဂျမာတွေနဲ့ကဘလို့တကိုးရှိပါလဲရှင်ဗျာဘာရီရောကွာခြားမှုရှိပါလဲရှင်ဗျာနတ်နဲ့ဂျမာတွေကနတ်နဲ့ဂျမာတွေကအကြောင်းတရားလုပ်ကြတာချင်းဆိုရင်နတ်ကဒါနနဲ့သီလပဲလုပ်တယ်မှန်ပါဗျာဂျမာကတော့သမထချင်းစင်ဘာဝနာကုသိုလ်ထီအောင်ဆိုတော့မှန်ပါဗျာသူကအသက်ပိုးရှည်တယ်နော်ဘဝမှာအသက်ပိုးရှည်တယ်နတ်တွေတဲ့စာပေါင်းများဆိုအသက်ရှည်တယ်ကဘာချီပြီးတော့အသက်ရှည်တယ်မှန်ပါဗျာ ပြီးတော့အစွမ်းတကိုးကြတော့လေလက်တွေတဲ့ပို့ပြီးတော့အစွမ်းတကိုးချီးတယ်မှန်ပါချီးတယ်ဆိုတာသူ့ရဲ့အရှိန်ဟောတောက်ပါမှုကလက်တွေတဲ့အဲဆိုတာတာလုံးနေပေါ့မှန်ပါဗျာအဲ့တော့တကိုးလို့ဆိုဒီမှာသူတို့ရဲ့စွမ်းဆောင်မှုကိုပြောတာမှန်ပါဗျာစွမ်းဆောင်မှုကိုပြောတာမှန်ပါဗျာအဲ့တော့သူတို့ကုသိုလ်ကောင်းမှုကလည်းပဲကွာခြားသည့်အတွက်ကြောင့်လက်တွေရဲ့အစင်လာမှုလှပတဲ့အာယုန်တွေတွေ့ရှိရမှု ဒီအတန်နေကြာရမှု အနတ်နေရှူရမှု အရသာခံစားရမှု အထီးတွေကောင်းမှုနောက်တစ်ခါဒီအသက်ရှိမှုခွန်အားရှိမှုချမ်းသာမှုဆန္ဒကိုဒီရှိအာယုနဒုက္ခပလပေါ့နော်မှန်ပါဗျာအဓိပတိရလို့ဆိုရဲအစိုးရမှုအဲ့ဒီအတိုင်းတာတွေကများစွာကွာခြားကြတယ်မှန်ပါဗျာဥပမာမဲ့လူလူချင်းပြောရမယ်ဆိုလို့ရှိရင်ပတ်သက်ရှိတဲ့လူနဲ့မရှိတဲ့လူဟာဘာကွာခြားလဲ အဲ့ဒါလေအလုပ်တစ်ခုလုပ်တာကိုစွမ်းတကူလို့ပဲခေါ်တာပဲမှန်ပါဗျာပတ်စံရှိတဲ့လူကဟုတ်လားကိုချမ်းတော်နေနိုင်တယ်မှန်ပါဗျာဟိုစီးစီးတဲ့ခြင်းပဲဖြစ်စေနေထိုင်တာပဲဖြစ်စေပတ်စံရှိတဲ့လူကအားလုံးဘုရားမှာချမ်းသာတယ်မှန်ပါအကုန်လုံးနိုင်တယ်ပတ်စံမရှိတဲ့လူကအဲ့ဒါတွေအတွက်သူခက်ခဲတယ်မှန်ပါဗျာအဲ့ကြောင့်ဟိုနတ်နေပြမနေရလည်းပဲအော်စွမ်းကိုခြင်းမတူကြဘူးပေါ့နော်မှန်ပါစွမ်းကိုခြင်းမတူဘူးအချိန်ဝါခြင်း နေတဲ့ထိုင်တဲ့အဆင့်တန်းချင်းနဲ့မတူဘူးဆဲသားနဲ့ချမ်းသာတွေ့ဝတဲ့ပုဂ္ဂိုလ်ကနေထိုင်ရတာအဆင့်တန်းချင်းမတူဘူးစားသားရတဲ့အဆင့်တန်းမတူဘူးအဲ့တော့နတ်တွေမှာကြတော့နတ်အထီးတို့နတ်သမီးတို့ရှိပြီးတော့ဂျမားတွေမှာကြတော့ဗျမားအမျိုးသားမျိုးသမီးကွဲပါလားရှင်အမျိုးသားအမျိုးသမီးခွဲခြားမှုဟာသူကဆင်ရပလက်ရှာနဲ့သက်ဆိုင်သွားတယ်သူကမှန်ပါဗျာအမျိုးသားကအမျိုးသားချင်းကြည့်နေရရင်တိတ်ပြီးတော့ဟိုမှာကိုနဲ့မတူတဲ့အရာကိုသူကကြည့်ရမှာမျက်စိက ်အတန်လည်းတူတူပဲအဲမျိုးသမီးအတန်အနတ်လည်းပဲတူတူပဲအရသာ အထီတွေ့စွာမတူ क्वे ပြတဲ့ဆန်ဆပ်ပရက်ရှာတွေရှိတယ်မှန်ပါဗျာမြမာရီကျတော့အဲ့ဓာ၄ကိုဖယ်ရှားပြီးမှသူတို့ကဇန်တရားကိုရနိုင်တော့မှန်ပါဗျာဆိုတော့ဟိုဘက်ကန်းသွားခြင်းလို့ရှိရင်ဒီဘက်ကန်းကိုလက်ဆွမ်းမှန်ပါဗျာဒီဘက်ကန်းခွာရမယ်မှန်ပါဗျာမြမာဖြစ်ဖို့ဆိုတာဒီအဲ့ဒီကာမဂုဏ်အာယုန်ကိုခွာရမှာသူက မှန်ပါမှန်ပါမျက်စီကနေကြည့်ပြီးတွေ့တာမှုတွေနာအဲ့ဒါတွေအကုန်လွှတ်ရတယ်သူကစိတ်တစ်ခုတည်းကနေပြီးအာယုန်တစ်ခုပေါ်မှာတည်ငြိမ်အောင်ကြိုးစားတာစင်တန်းတာกว่าတော့ကြဒါကြောင့်မို့လို့ဖြမပြေရောက်တဲ့အခါမှာသူကကာမဂုဏ်အာယုန်ခံစားဖို့ဆိုတာမဟုတ်တော့ပဲနဲ့နှလုံးသားထဲမှာတည်ငြိမ်အေးချမ်းမှုအဓိကထားတာဖြစ်လို့ဖြမမှာအဖို့မှမရှိဘူး ်နတ်တွေကြတော့ကံကုန်အာယုံခံစားတာဖြစ်သောကြောင့်သူတို့မှာအဖို့မှရှိနေတယ်တမပါအဖို့ကလည်းအမနဲ့မှပြောတယ်အမကလည်းအဖို့နဲ့မှပြောတယ်တမပါဒါမှပြည့်စုံတယ်လို့ဖြစ်တာပေါ့မှန်ပါဗျာနော်မှန်ပါဗျာဟိုကြတော့သူကအဲ့ဒီကံကုန်အာယုံတွေကိုခွာပြီးမှရတဲ့နေရာဖယ်ရှားပြီးမှရတဲ့နေရာဆိုတော့သူတို့မှာအဖို့မှမဖြစ်တော့မှန်ပါဗျာ